ပြီးခဲ့တဲ့စတင်ပါလာ23ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေသခါကာဆိုရီခရိုင်မှာရှိတဲ့ရခိုင်မျိုးနွယ်စုဝင်မရမာလူမျိုးအသက်7နှစ်အရွယ်ရှစ်တန်းကျောင်းသူတယောက်ကိုဘင်္ဂလားဒေ့ရှ်အမျိုးသား3ယောက်ကအုပ်စုဖွဲ့အာဓမပြုကျင့်မှုဖြစ်ခဲ့ပါတယ်အဲ့ဒီအမုံနဲ့ပတ်သက်ပြီးအာရမပြုကျင့်သူတွေကိုဖမ်းဆီးအရေးယူပေးဖို့အတွက်စစ်တကောင်ចောင်းသားတမကចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်သားတွေဟာမြို့နယ်အသီးသီးမှာငင်းကျဲစော်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ဆန္ဒပြသူတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့လူ9ယောက်ထက်မနည်းသေဆုံးပြီးတော့လူပေါင်း40ကျော်ပြင်းထန်တရားရရှိတော်ရဲလို့ဒေတာခန်တွေရဲ့ပြောပြချက်အရာသိရပါတယ်။အဲ့ဒီအုပ်စုဖွဲ့မတည်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူ3ယောက်ထက်ကတယောက်ကိုပဲဖမ်းဆီးရမိပါသေးတယ်။ဒါပေမဲ့တိတ်မကြခင်စတင်ဘာလ30ရက်နေ့အဲ့ဒီဒေတာမှာပဲအသက်15နှစ်အရွယ်ဌာနေတိုင်ရင်သူဂါရူအမျိုးသမီးငယ်တယောက်ကို င်္ဂလားဒေ့ရှ်အမျိုးသားတယောက်ကအာရမပြုကျင့်မှုထပ်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကအတည်ပြုပြောဆိုပါတယ်။အဲ့ဒီအမှုကျူးလွန်သူကိုလည်းလက်ရှိအချိန်ထိအရေးမယူနိုင်သေးဘူးလို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာစစ်တကောင်ဒေတာတွင်မှနေထိုင်နေကြတဲ့လူနည်းစုဖြစ်တဲ့ရခိုင်မျိုးနွယ်စုဝင်တွေဟာမလုံခြုံမှုတွေကိုရင်ဆိုင်နေရတယ်လို့စစ်တကောင်ဒေတာခန်အမျိုးသမီးငယ်တယောက်ကပြောပါတယ်။အရာခါဆိုခဲ့တော့က ဘောပင်မှာအရှင်တို့လွယ်လဲလဲလန့်လို့ရတယ်။အရင်တော့ကဆိုရင်ကျမတို့ဒေသတွေမှာလွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။အခုဆိုရင်အဲ့လိုသွားလို့လည်းမရတော့ဘူး။မင်းကလေးတွေဆိုရင်မရင်းကျင်ခံရတာတွေယောက်ျားလေးတွေဆိုရင်အသက်ခံရတာတွေအများဖြစ်နေပါတယ်။ဒါကြောင့်ရခိုင်မျိုးနွယ်စုတွေအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတာကအသက်အန္တရာယ်တိလုံခြုံမှုမရှိပါ။ကြောက်လန့်စွာနဲ့ရင်ဆိုင်နေရတာပါ။စိုးရိမ်မှုတွေအများကြီးရှိနေပါတယ်။ပြဿနာတွေဖြစ်ရင်လည်းတရားမျှတမှုတွေမရရှိပါ။ တရားဥပဒေကအမျိုးသားရေးဘာသာရေးခွဲခြားဆက်ဆံပါတယ်။ဗလိုက်မှုတွေလည်းရှိပါတယ်။စာတင်ကျောင်းတွေမှာဆိုရင်တော့မိန်းကလေးတွေအနေနဲ့လုံခြုံမှုမရှိပါ၊မရင်းကျင်တာတွေရှိပါတယ်။အမှန်တရားကိုပြောမယ်ဆိုရင်လည်းပြောလိုက်ရင်တက်ပြစ်မယ်ဆိုပြီးအသက်အန္တရာယ်ကိုချင်းချောက်တာတွေရှိပါတယ်။ဒီနေရာမှာနေရတာက လုံခြုံမှုဆိုတာလုံးဝမရှိဘူးလို့တောင်ပြောလို့ရပါတယ်။ မဒိမှုကျူးလွန်သူတွေကိုအရေးယူပေးဖို့စင်တာပြနေတဲ့သူတွေကိုပြစ်ခတ်ဖြိုခွင်းမှုအပြီးမှာတေဆုံခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်းသားတွေရဲ့ရုပ်အလောင်းတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့လက်နက်ကိုင်အုပ်စုတွေကမင်းရှို့ဖျောက်ဖျက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောဆိုပေးမယ်။ဒီဘူဘီအနေနဲ့တီးခြားအတီးမပြူနိုင်သေးပါဘူး။ ဒါအပြင်ကုမာရာမြို့မှာရှိတဲ့ရခိုင်မျိုးနယ်စုဝင်တရက်ဈေးဆိုင်ခန်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဆိုင်ခဲပေါင်း60လောက်မင်းလောင်ပြက်စီးဆုံးရှုံးခဲ့ရပြီးတော့အနေအနားမှာရှိတဲ့နေအိမ်တွေလည်းမင်းလောင်မှုထဲပါတော်တယ်လို့သိရပါတယ်လက်ရှိမှာစစ်တကောင်းဒေသရခိုင်မျိုးနယ်စုဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကြားပဋိပက္ခတွေဆက်လက်တင်းမာနေစေဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလူနည်းစုရခိုင်မျိုးနွယ်စုဝင်ဌာနတိုင်းရင်းသားတွေအပေါ်မှာလူမဆန်သောအကြမ်းဖက်မှုတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချပါတယ်လို့ American ရခိုင်လူမှုအဖွဲ့အစည်း American American Community AAC ကအောက်တိုဘာလ၁ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲရခိုင်ပြည်ချောင်းသားသမဂ္ဂကလည်းစင်တာထုတ်ဖော်ခဲ့ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကလက်နက်အကုန်နဲ့အပြစ်မဲ့ဌာနေတိုင်းရင်းသားပြည်သူတွေကိုလူမဆန်စွာအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်တဲ့အပေါ်မှာပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချတယ်လို့ဆိုပါတယ်။တရားမျှတမှုရရှိဖို့စ조사လှုံ့ဆော်နေတယ်။စစ်တကောင်ချောင်းသားသမဂ္ဂတွေဌာနေတိုင်းရင်းသားတွေနဲ့အတူရပ်တည်ပြီးနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ရခိုင်ပြည်ချောင်းသားသမဂ္ဂရဲ့ဦးဆောင်ကော်မတီဝင်တယောက်ကပြောပါတယ်။ သူ့ရဲ့အစာနဲ့ဖြစ်ကြချက်ကိုဒီပူပီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးတော့ပါမယ်။ရှစ်တန်းကျောင်းသူလေးကိုအာရမမှုကျွလွန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုထိရောက်စွာအရေးယူပေးဖို့နဲ့လက်ရှိဆန္ဒပြခြင်းဖြိုခွဲခံခဲ့ရတဲ့ဒဏ်ရာရကျောင်းသားပြည်သူတွေနဲ့တေဆုံးသွားတဲ့သူတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အထိုက်အတန့်ဆုံးတစ်ခုကိုလုပ်ပေးရပါမယ်။ပြီးရင်ဒီကိစ္စကိုအစိုးရပြည်သားစွာနဲ့အာရုံစိုက်ပြီးအရင်ဆုံးကင်တွယ်ဖြေရှင်းပေးစီလိုပါတယ်။ စစ်တကောင်းတောင်တန်းဒေသကကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေဖြစ်ပါတယ်။ဒါကြောင့်တို့ဝမ်းနဲ့ကြည်ကွဲရတယ်လို့ကျွန်တော်တို့လည်းဝမ်းနဲ့ကြည်ကွဲရပါတယ်။ဒါကြောင့်မို့လို့တို့နဲ့တသွေးတဲ့တသားတဲ့အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒီကိစ္စတွေအပြင်စစ်တကောင်ဒေတာခန်ရခိုင်မျိုးနယ်စုဝင်းနေတဲ့ပင်ကလေးတွေကြောင့်လေယာဉ်မြေပိုင်ဆိုင်မှုအငင်းပေါ်တဲ့ပြဿနာတွေလည်းရှိနေပါသေးတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲရော်တော်ခရိုင်လက်ချောင်းသတိမျိုးနဲ့မရှက်ချောင်းမှာလေမြင်ပြစ်တနာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကတပ်မျိုးနယ်စုဝင်အမျိုးသမီးတယောက်အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ဒေတာခန့်တွေစီကသိရပါတယ်စစ်တကောင်ဒေတာကရခိုင်မျိုးနယ်စုဝင်တွေဟာလူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူစိုးရင်ကြောက်လန့်မှုတွေနဲ့နေနေကြပြီးနိုင်ငံတကာအနေနဲ့တရားမျှတမှုရှိသောဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါတယ်ကျမကေခိုင်ပါ